တော်လန်ကလစ်ကပေါင်းတို့မင်္ဂလာပါရှင်မြို့မီသားစု channel မှာပြန်လည်ကြိုဆိုလိုက်ပါရရှင်အခုတကားဖတ်ပြပေးသွားမှာကတော့ဆရာမောင်စိန်ဝင်းပတိကုံရေးသားထားသောကြပြလေးတစ်ပုဒ်ကိုမျှဝေပေးသွားမှာပဲဖြစ်ပါရရှင်ကြပြလေးကတော့ပန်းတွေမှာတော့လွမ်းခွင့်မရှိဘူးဒါပေမဲ့ပန်းကြိုက်တတ်တဲ့သူမကိုတော့လူတိုင်းလွမ်းခွင့်ရှိတယ်လေ တခါလွမ်းလို့တပွင့်ပွင့်မယ်ဆိုရင်တလောကလုံးပန်းတွေနဲ့ဖုံးသွားလိမ့်မယ်ငါလွမ်းတာလောကကြီးလားငါချစ်တာကဘာကြီးလားငါမျက်နှိုးတာစัจ java လာကြီးလားဘာကြောင့်လွမ်းတာလဲဘာကြောင့်ချစ်တာလဲဘာကြောင့်မျက်နှိုးတာလဲလာကြ ငါပြောပြချင်တယ်။တမီးတယောက်အနေနဲ့အဖေကိုလည်းပေးဆက်ပြီးပြီတဲ့။ဇနီးတယောက်အနေနဲ့ခင်မုန်းကိုလည်းဆွန့်လွတ်ပြီးပြီတဲ့။အမေတယောက်အနေနဲ့သားနှစ်ယောက်ကိုလည်းခွဲခွာပြီးပြီတဲ့။မိမသားတယောက်အနေနဲ့လွတ်လပ်မှုတွေကိုလည်း စွန့်လွတ်ပြီးပြီတဲ့။ကဲနောက်ထပ်ဘာရီများပေးဆက်စွန့်လွတ်ခွဲခွာနေရအောင်ပါလေ။ထို့ကြောင့်အမေဟုခေါ်သည်။အမေအမေတယောက်လိုလဲချစ်တယ်။ခေါင်းဆောင်ကောင်းတယောက်လိုလဲတန်ဖိုးထားတယ်။တခင်တယောက်လိုလဲညံ့နိုးတယ်။ ဒါကြောင့်လွမ်းနေချစ်တယ်မျက်နှိုးတယ်တံပိုးထားတယ်မိမိနေကောင်းနေရဲ့လားမိမိမောင်စိန်ဝင်းပတိကုံကျေးဇူးညာရေးတင်ပါတယ်ရှင်အခုလိုလိုက်ပါစီမျိုးနားထောင်ပြကြသူတို့အိုးထင်းစီတိုင်းကိုလည်းနောက်ထပ်နောက်ထပ်ဗီဒီယိုတိုင်းမှာစောင့်မျှော်ပြကြပါအောင်လို့မေတ္တာရက်ခံပါရှင်